ဟုတ်ပါများလုံးမင်္ဂလာပါ clock ကနားနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်တော့ချန်မန်လေးပွဲစဉ်လေးတွေရှင်ပြိုင်တာပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာမှကျွန်တော်အင်္ဂလန်အသင်း6သင်းသွားရောက်ရှင်ပြိုင်တဲ့ထဲမှာတော့ကျွန်တော်တို့9သင်းကတော့နိုင်ရလက်ကိုပုံဖော်ပြီးတော့ကျွန်တော်တို့7သင်းအနေနဲ့ကျွန်တော်တို့ဝေကမှသွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့တေရလက်ကိုပုံဖော်ပြီးတော့ကျွန်တော်တို့ဒီတစ်ပတ်ပြန်ချန်မန်လေးပွဲစဉ်လေးမှာတော့အင်္ဂလန်အသင်းတွေရလက်တွေတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုတွေ့ရပါတယ်ဒီဗီဒီယိုလေးမစားခင်ကျွန်တော်ရေဂျိုး channel လေးကို line subscribe လောက်ကတည်းကညီကိုရင်းနဲ့ line subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ Okay အဲဆိုရင်ကျွန်တော်တို့အဲပွဲအကြောင်းလေးကိုပြောလိုက်ရအောင်။အရင်ဆုံးနဲ့ကျွန်တော်တို့ဒီတစ်ပတ်ချန်ပီယံလေးချန်ပီယံလေးပွဲစဉ်လေးချန်ပီယံလေးပွဲစဉ်လေးမှာတော့ကျွန်တော်တို့အင်ဂါနေ့ညမှာစပြီးတော့ရှင်ပြန်နေဗျာ။ဒီထဲမှာမှကျွန်တော်တို့အာဆင်နယ်ရဲ့ကျွန်တော်လီဗာပူးရဲ့ပြီးလို့ဆိုရင်တော်တန်ဟော့စ်ဘာ၃နဲ့ရှင်ပြန်ပြီးတော့ကျွန်တော်တို့ဗိုလ်တူးနဲ့ညမှာဆိုရင်တော့ကျွန်တော်တို့ချက်စီပြီးလို့ဆိုရင်ကျွန်တော်တို့နယူကာဆယ်ပြီးလို့ဆိုရင်ကျွန်တော်တို့မန်ချက်စတာစီးတီးဆိုပြီးတော့ကျွန်တော်တို့၃နဲ့ရှင်ပြန်တာတွားတာကိုကျွန်တော်တို့တွေ့ရမှာ။ ရေလုံးနေတဲ့ကျွန်တော်တို့အဲအင်္ဂါနေ့ညမှာရှင်မြန်ကစားကြရတယ်ကျွန်တော်တို့အသင်းနေတဲ့ကျွန်တော်တို့အာဆင်နယ်အာဆင်နယ်ကကျွန်တော်တို့အဝေးဘက်မှာတော့ရှင်မြန်နဲ့ကျွန်တော်တို့အပွဲမှာတော့သူတို့အနေနဲ့3-0ဆိုပြီးတော့ကိုပြက်အနိုင်ရလက်ကိုထပ်မံပုံဖော်လိုက်တာနိုင်အောင်တွေ့ရတယ်ဒီနိုင်ပွဲကြောင့်ပဲသူတို့အနေနဲ့အဲကျွန်တော်တို့ချန်ပီယံလိမ့်မှာလည်းကျွန်တော်တို့ပေးကိုမရှိဘူးလို့ဆိုရင်လည်းပေးမြလိမ့်မှာဆိုလို့ဆိုရင်လည်းပေးကိုတုံးလို့ရရှိပြီးတော့ကျွန်တော်တို့တော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်ထားရတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့အာဆင်နယ်အာဆင်နယ်ဆိုရင်ကျွန်တော်တို့အဝေးကအချန်ပီယံလိပွဲစဉ် မှာဆိုလို့ရှိရင်သူ့အနေနဲ့ကျွန်တော်တို့နိုင်ပွဲကိုအဲလေးပွဲကံပြီးတဲ့အချိန်မှာလေးပွဲစလုံးနိုင်ရထားတယ်ကျွန်တော်တို့အင်္ဂလန်နဲ့ရဆိုလို့ရှိရင်အာဆင်နယ်သင်းမဲ့ရှိတော့ကျွန်တော်တို့ဒီထဲမှာတွေ့ရမယ်ပြီးတော့ကျွန်တော်တို့လီဗာပူးလေးပွဲကတော့ကျွန်တော်တို့ အိမ်ငွေးမှာပဲ real match တွေကိုရှင်မြန်ပြီးတော့တို့အနေနဲ့ 1C ဆိုပြီးတော့အနိုင်ရလက်ကိုပုံဖော်နိုင်တာကိုတွေ့ရမယ်ဒီပွဲမှာတော့ကျွန်တော်တို့ match list ရေကျွန်တော်တို့တလုံးတော့ခေါင်းတိုက်တွင်းကိုအနေနဲ့အဲလီဗာပူးတို့လည်းချန်ပီယံလိမ်းမှာပြန်ပြီးတော့ကျွန်တော်တို့နိုင်ပွဲတွေပြန်လည်ပုံဖော်လာတာကိုတွေ့ရတယ်ဒီတော့ကြောင့်မဲ့ကျွန်တော်တို့အဆင့်ရက်တွေချက်ကလည်းတို့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့အဆင့်ရက်တွေချက်ကိုပြန်လည်ဝင်ရောက်လာတယ်လို့ပြောလို့ရတယ်ငွေရဆိုရင်ကျွန်တော်နှောက်တဲ့နှောက်တဲ့ကျွန်တော်တို့တော်တန်ဟော့စ်ဘာရဲ့ တော်တော် hotspot ကတော့ကျွန်တော်အိမ်ဝင်းမှာပဲရှင်းပြန်နေပို့ပေါ့ဒီပွဲမှာတော့ကျွန်တော်တို့ SC Copenhagen နဲ့ကျွန်တော်တို့ရှင်းပြန်နေပွဲမှာတော့တို့အနေနဲ့ဂိုးပြအနိုင်ရလက်ကိုပုံဖော်ထားနိုင်တာကိုတွေ့ရပဲဒီပွဲမှာတော့တို့အနေနဲ့4-0ဆိုပြီးတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တထားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော်တို့ Champions League ပွဲစဉ်လေးမှာဆိုလို့ရှိရင်လည်းအဲဒီနိုင်ပွဲကြောင့်တို့အနေနဲ့အဆင့်ပြန်လဲ တက်လှမ်းလာတော့ကျွန်တော်တို့တွေ့ရမယ်ပြီးတော့ဆိုရင်ကျွန်တော်တို့ဗိုလ်ထူးနေဗိုလ်ထူးနေညမှာတော့ရှင်မြန်သွားတဲ့အထက်မှာတော့ကျွန်တော်တို့အင်္ဂလန်အသင်းသုံးသင်းရှိတယ်ဒီထက်မှာမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ဆိုရင်ချက်စီးရလဲကျွန်တော်တို့ဝေဂကမှာတွားရောက်ရှင်ပြိုင်နေပွဲရပြီးတော့ဆိုရင်အဲမန်ချက်တာစီးတီးရတော့အင်္ဂွင်းမှာပဲရှင်မြန်လို့ကျွန်တော်နယူးကတ်ဆယ်ကလည်းအင်္ဂွင်းမှာပဲကျွန်တော်ရှင်ပြိုင်နိုင်တော့တွေ့ရတယ်ပြီးအရင်ဆုံးနေကျွန်တော်တို့ ချက်သိချက်သိရတော့ကျွန်တော်တို့အဝင်းကမှသွားရရှင်မြန်နဲ့ပွဲမှာတော့သူ့အနေနဲ့တေးရလက်ကိုတော့ပုံဖော်နိုင်တာကိုတော့ကျွန်တော်တို့တွေးရမယ်အထူးသဖြင့်ကျွန်တော်တို့ဒီပွဲမှာတော့သူတို့အဲလူစားအပြောင်းလဲတွေအနှဲငယ်လှုပ်လာတယ်လို့ပြီးရင်လည်းကျွန်တော်တို့သူတို့ရဲ့အဲအရင်အရင်ကစားသမားတွေနဲ့ဒီနေ့ပွဲမှာပွဲထုတ်လာတာကိုတွေးရမယ်ဒီတော့ကြောင့်မယ်သူတို့အနေနဲ့အရင်ဆုံးသူတို့အဲ ပထမပိုင်းမှာတော့တို့ရော1 2ဆိုပြီးတော့တို့ကျွန်တော်တို့ရှုံးနေထားတာတွေ့ရပြီးတော့ဒုတိယပိုင်းမှာတို့အနေနဲ့အချီပါကိုတွေပါတယ်ပြန်လဲသွင်းပြီးတော့တို့အနေနဲ့2 2ဆိုပြီးတော့တေရလက်ကိုဒါပုံဖော်သွားနိုင်ရတဲ့အတွက်ကြောင့်အချက်စီးတဲ့နယ်လည်းတိတ်ပြီးတော့ကျွန်တော်တို့ချက်မြင်လိုက်မှာဆိုလို့ရှိရင်တော့128ကိုတော့တော်တော်လေးမှစွန့်ရင်ရတဲ့အခြေအနေဖြစ်ပြီးတော့သူ့အနေနဲ့နောင်ပွဲကျွန်တော်ချက်မြင်လိုက်၄ပွဲမှာဆိုလို့ရှိရင်၄ပွဲသလုံး sorry လေးဘက်ဆုံးနိုင်ရလက်ကိုပုံပေါ်မှာ1 to 8ထဲဝင်လောက်မဲ့အခြေအနေမျိုးဒါမှလည်းနောက်လာမဲ့လေးဘက်စလုံးကလည်းကျွန်တော်တို့အဲပွဲချက်တွေရော6နဲ့ပွဲတွေရောပါနေတဲ့အတွက်ကြောင့်အဲချက်စီးအသင်းနေနဲ့လည်းကျွန်တော်တို့အဲ play off လောက်ကပြန်ပြီးတော့ကစားမဲ့အခြေအနေမျိုးရှိတဲ့အတွက်ကြောင့်နှောင်းပွဲတွေမှာကျွန်တော်တို့ဘလို့အနေထားနေနဲ့ထပ်ပြီးတော့ရှင်းပြန်လာမလားဆိုတော့ကျွန်တော်တို့ချက်စီးအသင်းကိုတော့တော်တော်လေးကိုမှစောင့်ကြည့်နေရကောင်းတဲ့ အဲအသိတသိဖြစ်တယ်ဗျာပြီးရင်တော့ကျွန်တော်တို့မန်ချက်တာစီးတီမန်ချက်တာစီးတီကတော့တို့ရဲ့အိမ်ဝင်းမှာပဲကျွန်တော်တို့ဗိုလ်တရှထုံးမုံနဲ့ကျွန်တော်တို့တွေ့တယ်ဒီပွဲမှာတော့ကျွန်တော်တို့အဲတွင်းကိုတွေတော့ကျွန်တော်တို့အဟာလန်တို့ပြီးလို့ဆိုရင်ကျွန်တော်ဖစ်ဖော်ဒန်တို့နဲ့တွေ့ပြီးတော့တို့ရဲ့လူစားဝင်ကစားသမားတွေရာပဲတွေ့တယ်ဒီနေ့ပွဲမှာတော့အဲမန်ချက်တာစီးတီတို့ဒီထက်ပိုပြီးတော့ဂိုးပြတ်တဲ့အခိုက်အတန့်တွေကျွန်တော်ကတော့ရှိတယ်လို့တော့မြင်တယ်ပြီးတော့တို့အနေနဲ့4-1ဆိုပြီးတော့အဒုတိယပိုင်းမှာချီပါကိုတွေပေးရသည့်တိုင်အောင်နောက်ဒုတိယပိုင်းမှာကျွန်တော်တို့ရဲ့လူစားဝင်ကစားသမားဖြစ်တဲ့ ဇာဝင်ကစားသမားအနေထပ်ပြီးတော့သူငူတွေတွေ့အကြောင်းသူတို့အနေနဲ့အ 4C ဆိုပြီးတော့အ 41C ဆိုပြီးတော့အနိုင်ရလက်တယ်နိုင်ရတယ်ဗျာဒီနိုင်ပွဲကြောင့်ပဲအမန်ချက်စတာစီးတီးအနေနဲ့လည်းကျွန်တော်တို့1 to 8ထဲကိုပြန်လည်ဝင်ရောက်လာတဲ့အတွက်ကြောင့်ကျွန်တော်နောက်လာမယ့်ပွဲတွေမှာတောက်လျှောက်အဆက်ပြီးတော့နိုင်ပွဲတွေအဆက်မဲ့ဆိုလို့ဆိုရင်အတိတ်ကြတဲ့မန်ချက်စတာစီးတီးအနေနဲ့လည်းကျွန်တော်တို့1 to 8ထဲကနေတိုက်ရိုက်တက်ခွင့်တွေကနေတော့မှာ ကျွန်တော်နောက်တစ်ဆင့်ကိုတက်သွားမလားဆိုတော့တော်တော်လေးကစောင့်ကြည့်ခြင်းနဲ့ကောင်းတယ်လို့ပြောလို့ရတယ်။ပြီးရင်တော့ကျွန်တော်တို့ Newcastle Newcastle ကတော့ကျွန်တော်တို့တို့ရဲ့အိမ်ဝင်းမှာပဲလက်ခံရှင်ပြိုင်တဲ့ပွဲမှာတော့တို့နေတူးစီးဆိုပြီးတော့အနိုင်ရလက်ကိုပုံဖော်နိုင်တာတွေ့ရတယ်။ဒီနိုင်ပွဲကြောင့်ပဲကျွန်တော်တို့ရှေ့ရနိုင်ပွဲတွေနဲ့တို့နေနဲ့လည်းအဆင့်ပြန်လဲတက်လှမ်းလာတဲ့အခြေအနေမျိုးကိုကျွန်တော်တွေ့ရတယ်။ဒီထက်မှမှကျွန်တော်တို့ညရှင်ပြိုင်သွားတဲ့အထက်မှာတော့အသိဖြစ်တဲ့ကျွန်တော်ဘာစီလိုနာကလည်းသူ့အဝေးကမှသွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့တို့နေနဲ့အဲ3-3ဆိုပြီးတော့အဲ တေရလက်ကိုပုံဖော်ထားနိုင်ဒီတွက်ကြောင့်လည်းကျွန်တော်အစင်းရဲ့တေချဲကဒီတစ်ပတ်မှာတော့တော်တော်လေးမှပြောင်းလဲသွားတယ်လို့တော့ပြောလို့ရတယ်အထူးဖြင့်ကျွန်တော်တို့ဒီတော့အင်္ဂလန်ထဲကလပ်ထဲမှာဆိုလို့ရှိရင်အာဆင်နယ်တသင်းမှာကျွန်တော်တို့တောက်လျှောက်နိုင်ဝဲတွေဆက်နေတဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့တော့ကျွန်တော်အဆင့်ရက်တွေကျမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့အဆင့်တက်မှာကျတော့ဘိုင်ယန်ဘိုင်ယန်ကကျွန်တော်တို့ အင်္ဂါနေ့ညမှာရှင်ပြိုင်နဲ့ကျွန်တော်တို့ PSG နဲ့ပွဲမှာတော့တို့အနေနဲ့အဝေးကမှတော့ရောက်ရှင်ပြိုင်နဲ့ပွဲမှာတော့တို့အနိုင်ရလက်ကိုပုံဖော်နိုင်တဲ့အတွက်ကြောင့်တို့အနေနဲ့အဆင့်တကိုအဲတလှမ်းလာတယ်လို့ပြောလို့ရတယ် PSG ကလည်းကျွန်တော်ဒီရှုံးပွဲကြောင့်တို့အနေနဲ့အဲလေးဝက်ကမ်ပီနာတစ်ချိန်မှာတို့အနေနဲ့တပွဲရှုံးပြီးတော့ကျွန်တော်တို့သုံးပွဲနိုင်ထားတဲ့ကြောင့်အဲတို့အနေနဲ့အဲ ဖျက်ကြည့်နေနဲ့ကျွန်တော်တို့ကိုယ်မှပဲရတာရထားတာကိုကျွန်တော်တို့တွေ့ရမယ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့စနစ်မှာတော့အာဆင်နယ်အာဆင်နယ်ကတော့ကျွန်တော်တို့အဲရှုံးပွဲမရှိဘဲနဲ့တောက်လျှောက်အနိုင်ပွဲတွေဆက်နေတဲ့အတွက်ကြောင့်သူ့အနေနဲ့ကျွန်တော်တို့ဆက်နှမှတ်ထီကိုရယူထားနိုင်တယ်လို့သူတို့အနေနဲ့လည်းချမင်းလေးမှာပေးကိုလုံးဝမရှိသေးတဲ့အတင်းတင်းအတင်းတင်းနဲ့တော့အတင်းတင်းဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေလို့တော့ကျွန်တော်မြင်ပြီးလို့ဆိုရင်အဆင့်၃မှာတော့ကျွန်တော်တို့အင်တာမီလန်ရှိပြီးတော့အင်တာမီလန်လည်းကျွန်တော်တို့၄ဘွဲ့ကစားပြီးတော့တဲ့အချိန်မှာ၄ဘွဲ့စလုံးနိုင်ထားတဲ့ ပုံစံမျိုးရှိတယ်သူတို့အနေနဲ့ဆက်တကိုးသွင်းထားပြီးတော့အဲတကိုးပဲပြန်ပေးထားတဲ့အတွက်ကြောင့်သူတို့ရဲ့နောက်တန်းကလည်းအာဆင်နယ်လိုပဲတော်တော်လေးမှကောင်းမွန်တဲ့ပုံစံနေလို့တော့ကျွန်တော်အမြင်နဲ့ပြီးလို့ရှိရင်တော့ကျွန်တော်တို့အဆင့်၄နေရာမှာကျတော့မန်ချက်စတာစီးတီးမန်ချက်စတာစီးတီးကလည်းကျွန်တော်တို့ရှုံးဝဲလုံးဝမရှိသေးသေးပဲနဲ့ကျွန်တော်တို့အနေနဲ့မိုနာကိုဝေဖန်မှတောက်ရှင်ပြန်နဲ့ပွဲတပွဲတာသူတို့အနေနဲ့တေးရလက်ကိုပုံဖော်ထားနေတဲ့အတွက်ကြောင့်ဆယ်မှတ်နေနေရထားပြီးတော့သူတို့အနေနဲ့အဆင့်၄နေရာကိုကျွန်တော်တို့ရက်တီလာနိုင်တာကိုတွေ့ရမယ်ပြီးလို့ရှိရင်အဆင့်၅နေရာမှာတော့ PSG ပီအက်ဂျီအနေနဲ့ကျွန်တော်တို့ရှေ့ရှေ့ပွဲမှာတော့ဒီတပတ်ပြီးများချန်ပီယံလိပွဲစဉ်လေးမှာတော့အဲဘိုင်မြူးနဲ့ရဲ့ဘိုင်မြူးနဲ့တွေ့ဆုံတဲ့ပွဲမှာတော့သူတို့နဲ့အိမ်ဝင်းမှာပဲအဲရှုံးနေခဲ့တဲ့အတွက်ကြောင့်သူတို့အနေနဲ့အဆင့်9နေရာအထိကိုဆင်းပေးလိုက်တာတွေ့ရပြီးတော့အဆင့်6နေရာမှာတော့ကျွန်တော်တို့နယူကာဆယ်ရှိမယ်နယူကာဆယ်ကလည်းကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်သူတို့အနေနဲ့လည်း၃ပွဲနိုင်ထားပြီးတော့တပွဲပဲရှုံးနေထားတာတွေ့ရမယ်သူတို့အနေနဲ့လည်း goal ကတော့အဲ ဆယ်ကိုတွင်ထားပြီးတော့ပေးကိုနှစ်ကိုရှိထားတဲ့အတွက်ကြောင့်သူတို့အနေနဲ့အဆင့်အဲရမှတ်ကိုမှတ်ကိုရယူထားနိုင်တာတွေ့ပြီးတော့ပြီးလို့ဆိုရင်အဆင့်ခုနေရာမှာ real မထွက်ရှိမယ် real မထွက်ကလည်းကျွန်တော်အဲဒီတစ်ပတ်မှာပဲ reliable ရဲ့အင်္ဂမတော်ရှင်ပဲနဲ့ပွင့်မှာတော့သူတို့အနေနဲ့အဲဝမ်းစီဆိုတော့ရှုံးနေထားတဲ့အတွက်ကြောင့်သူတို့အနေနဲ့တော့ကိုမှတ်ပဲရလာတာကိုတွေ့ပြီးတော့အဲအဆင့်ကျွန်တော်တို့ရှင်းနေရမှာကျတော့ liverpool ရှိမှာ liverpool ကတော့ကျွန်တော်တို့အဲလေးဘွဲရှင်ပြိုင်ပြီးတဲ့အချိန်မှာသူတို့အနေနဲ့ galatasaray ကိုအဝေးဘက်မှာတွားရောက်ရှင်ပြိုင်နေတဲ့တပွဲတာရှုံးနေထားပြီးတော့၃ဘွဲစလုံးနိုင်ထားတဲ့အတွက်ကြောင့်ကိုမှတ်ရ ရယူထားတယ်နော်ကျွန်တော်တို့ဦးလောလောဆယ်တော့ထီတော့အမ်မက်ဝီလီနဲ့ကျွန်တော်450ပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်အဆင့်128နေရာရက်တိကျက်မှာတော့ကျွန်တော်အင်္ဂလန်အသင်းဆိုလို့ဆိုရင်မန်ချက်စတာစီးတီးရှိမြပြီလို့ဆိုရင်အာဆင်နယ်ရှိမြပြီလို့ဆိုရင်ကျွန်တော်တို့အနျူကာဆယ်ရှိပြီးတော့လီဗာပူးဆိုပြီးတော့ကျွန်တော်တို့၄သင်းဝင်ထားပြီးတော့ကျွန်တော်တို့တော်တာဟော့စပါနဲ့ကျွန်တော်တို့အဲချက်စီကတော့ကျွန်တော်တို့အဆင့်30နဲ့အဆင့်ဆက်နှစ်မှာကျွန်တော်ရက်တည်နေတော့တရမယ်တော်တန်ဟော့စပါကလည်းကျွန်တော်တို့အဲသူ့အနေနဲ့လည်းရှုံးဝဲတော့လုံးဝမရှိသေးဘူးပဲနဲ့နှစ်ပွဲနဲ့နှစ်ပွဲတည်ချာ ရလက်ကိုပုံဖော်ထားပြီးတော့တစ်ဖက်ကချက်စီရလက်ကျွန်တော်တို့အနေနဲ့အဲချန်ပီယံလိပွဲကျမှာဆိုနှစ်ပွဲနိုင်တပွဲတည်တပွဲရှုံးဆိုပြီးတော့ကျွန်တော်တို့ခုနှစ်မှတ်ပဲရယူထားနိုင်ဒီထဲမှာမှကျွန်တော်တို့အသင်းအနေနဲ့မှာတော်တော်လေးမှချင်းနေအဲဆိုးဝါးလွန်းနေတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ဘာစီလိုနာဘာစီလိုနာကတော့ကျွန်တော်တို့လေးပွဲကံပြီးသွားတဲ့အချိန်မှာသူတို့လည်းနှစ်ပွဲနိုင်တပွဲတည်တပွဲရှုံးဆိုပြီးတော့ခုနှစ်မှတ်ပဲရယူထားနိုင်တာတွေ့ရတယ်နောက်နောက်တစ်ပတ်ကျွန်တော်တို့အဲချန်ပီယံလိပွဲစဉ်၅မှာဆိုရင်တော့ကျွန်တော်အသင်းကြီးတွေဖြစ်နေတယ်အာဆင်နယ်နဲ့ကျွန်တော်တို့ ဘိုင်မြူနဲ့တော့ကျွန်တော်တို့စုံသွင်းတဲ့ပွဲလေးကတော့တော်တော်လေးဥမာကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်အာဆင်နယ်ကလည်းကျွန်တော်တို့ချန်ပီယံလိမ်မှာဆိုရင်လည်းပေကိုလုံးဝမရှိသလိုတစ်ခါကဘိုင်ယန်မြူးနဲ့ကလည်းကျွန်တော်တို့16ပွဲဆက်အဲ9ပွဲတွေဆက်နေတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ထိုက်တိုက်တွေ့ဆုံမှုကတော့တော်တော်လေးဥမာကျွန်တော်တို့ကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့တော့မြင်တယ်ညီကိုလေးနေနဲ့ရောဒီတော့ရှင်ပြန်ခဲ့တဲ့ချန်ပီယံလိမ်ပွဲစဉ်လေးမှာအဲ ဘလို့မြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။နောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းတန်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။